မင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ် channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာမှာဘိန်းဆိုင်ပြုံမှုအမြင့်ဆုံးသတ်မှတ်ခံရတဲ့မြန်မာနိုင်ငံမှာလက်နက်ကိုင်တွေကမှုရေးစေဝါထုတ်လုပ်တင်ဆောင်ရောင်းဝယ်နေဦးပြည်내ဝင်ကြီးထွန်းထွန်းအောင်ကပြပုံကမ္ဘာမှာဘိန်းဆိုင်ပြုံမှုအမြင့်ဆုံးသတ်မှတ်ခံရတဲ့မြန်မာနိုင်ငံမှာလက်နက်ကိုင်တွေကမှုရေးစေဝါထုတ်လုပ်တင်ဆောင်ရောင်းဝယ်နေကြောင်းအကြမ်းတ်စစ်တဲ့ပြည်ထောင်ဝင်ကြီးထွန်းထွန်းအောင်ကပြဖို့လိုက်ပါတယ်။ရမန်နေနေပြီးတော့မှပြုလုပ်တဲ့မှုရေးစေဝါနယ်စပ်ကိုပြောင်းလဲစေတဲ့စေဝါတွေအန်ဒီယတားစီကာကွယ်ဖို့အဖွဲ့အစည်းမှလည်းကောင်းကထပ်ပါတိုင်းပြဖို့လာခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကျန်းဖက်တောင်ကျန်းသူတွေဖွဲ့အဖြစ်ပေါ်နေတဲ့အခြေအနေကိုခွင့်ကောင်းယူပြီး၎င်းတွေရဲ့ငွေငွေရလန်းဖြစ်တဲ့မူရစေဝါထုတ်လုပ်မှုနဲ့တည်ဆောင်ရဝယ်မှုတွေကိုတိုးမြင့်လောက်ဆောင်နေကြောင်းအကျန်းဖက်တောင်ကျန်းသူဖွဲ့တွေကမူရစေဝါထုတ်လုပ်မှာအသုံးပြုဓာတ်ရုပ်ပစ္စည်းနဲ့ဆက်ဆက်ပစ္စည်းကိုတခြားနိုင်ငံတွေမှာနီးလန်းမျိုးစုံနဲ့မြန်မာနိုင်ငံတွင်းကိုချိန်ဆက်တင်ဆောင်ပြီးမူရစေဝါတွေကို၎င်းတို့နဲ့မြန်မာထုတ်လုပ်လျက်ရှိကြောင်းပြည်ထောင်ဝင်ကြီးဆိုသူထွန်းထွန်းအောင်ကဆိုပါရင်ဒီဇင်မာလာတောင်ရနေကုလသမဂ္ဂကစစ်ပေးတဲ့မြန်မာနိုင်ငံမှာပိန်ဆိုင်ပြုံမှု၁၀နှစ်အတွင်းအမြင့်ဆုံးသို့ရောက်ရှိလာကြောင်း ဘိန်းဆိုင်ပြုံးမှုကစံချိန်နဲ့မြေဆုံတို့ရောက်ရှိမှုနဲ့အတူထွက်ရှိလာတဲ့ဘိန်းဖြူတွေကိုအနောက်နိုင်ငံစည်းကွက်တွေကိုကုသရောင်းဝယ်နေတဲ့စော်ပိုင်းလက္ခဏာတွေတွေ့ရှိနေရကြောင်းထုတ်ပြန်ပြောဆိုရင်းစစ်တမ်းတင်းနေတဲ့မြန်မာနိုင်ငံမှာတရားမဝင်တထုတူဖို့ခြင်းကနေကြောင်းပြန့်လိမ်လည်မှုတွေအထိမတ်တာဖတ်မင်းနဲ့ဘိန်းဖြူကဲတို့တရားမဝင်မှုရဲ့စီဝါရီထုတ်လုပ်ခြင်းတွေဖြစ်လာနေကြောင်းမြန်မာသားမောင်ခိုလုပ်ငန်းနေစုဝေးရဗဟုချက်ဖြစ်လာပြီးမြန်မာနိုင်ငံကကမ္ဘာထိပ်တန်းဘိန်းဆိုင်ပြိုထုတ်လုပ်သူတွေထဲမှာအချိန်ကြာမြင့်စွာပါဝင်ပြီး 2022ခုနှစ်မှာအာဖဂန်နစ္စတန်မှာတာလီဘန်ဆွေရကဘိန်းလုပ်ငန်းကိုနှိမ်နင်းပြီးတော့ကမ္ဘာစစ်တပ်နေရာကိုရယူခဲ့ကြောင်းကုလသမဂ္ဂကပြောတယ်။2022ခုနှစ်ဆီယနာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွက်ရန်ကုန်ငွေထောက်ပံ့ပေးရမှာတရားမွေလုပ်ငန်းတွေကအဓိကဝင်ဝင်ရင်းမြစ်တွေဖြစ်လာကြောင်းကုလသမဂ္ဂမှုရေးစေဝါနဲ့ရာဇဝမှုဆိုင်ရာယုံကအစိုးရကစားရရခုနှစ်မှာမြန်မာနိုင်ငံမြေပေါ်ပေါ်မှာဘိန်းဆိုင်ပြိုတဲ့ဧကမှာဟက်တာ9,300ကျော် သသိန်း3000တထောင်အေကာကျော်လွန်ခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာအကြီးဆုံးနယ်မြေပြင်မှတ်တမ်းတင်ခဲ့ကြောင်းသိရတယ်။ UNODC ရဲ့အေဂျင်စီရဲ့နှစ်စဉ်ထုတ်ပြန်တဲ့မြန်မာဘိန်းဆိုင်ပြုမှုစစ်တမ်းမှာအာဖဂန်နစ္စတန်မှာဘိန်းနေနေမှုတွေပြုလုပ်ပြီးနောက်ရှေ့တောင်အာရှကနေကုတန်ရဝရဲဘိန်းဖြူတွေမှာဈေးကွက်တစ်တေကိုရောက်ရှိလာတဲ့လက္ခဏာတွေပေါ်ထွက်နေတယ်။2024နဲ့2025နှစ်စောပိုင်းမှာထိုင်းနိုင်ငံကနေဥရောပသမဂ္ဂအုပ်လေကြောင်းခီးနဲ့သွားလာခီးတဲ့တန်ကားနေမြန်မာနိုင်ငံမူရင်းဖြစ်တယ်လို့တန်တရားရှိတဲ့ ပင်းပြူစုစုပေါင်း60ကီလိုဂရမ်ဖန်စီယာမိခဲ့တဲ့ရင်ပမာဏကအတိတာထင်ရှားတဲ့အတိုင်းတာမဟုတ်သေးတော့လေပြောင်းလဲတဲ့ပုံဝင်ခြင်းကမြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုကျင်တဲ့ထုတ်လုပ်ခြင်းကိုပုံမအပေးနိုင်ကြောင်းသုံးသပ်တယ်။မြန်မာနိုင်ငံမှာပြည်ထဲစင်မဖြစ်ပွားမိကပင်ဘိန်းကိုကျင်ပြန်စာဆိုင်ပြိုခဲ့ကြပြီးစစ်ပွဲကြောင့်မောင်းခိုဈေးကွက်ပုံမအကောင်လာကြောင်းဘောအစိုးရအားနဲ့လာခြင်းတိုက်ပွဲတွေကြောင့်စက်မှုလုပ်ငန်းအခြေခံစောင့်နေပျက်စီးသွားခြင်းနဲ့ဆင်းရဲမွေးတဲ့မှုမြင့်တက်လာခြင်းတို့ကြောင့်ဆေးရောင်းငယ်မှုတွေတိုးလာနေကြောင်းသိရတယ်။ UNODC အစည်းအဝေးမှာမတိမငိမ်ဖြစ်မှုကလည်းသမားတွေကိုဘိန်းဆိုင်ပြိုးခြင်းစီကိုတွန်းပို့နေတော့လေပြင်းထန်တဲ့လက္ခဏာနဲ့ပြိပကနဲ့မလုံခြုံမှုတွေကြောင့်၎င်းရဲ့ဆိုင်ခင်းတွေကိုကယူဆိုင်ပုံမှန်ခက်ခဲလာတယ်။စေပွဲအတွင်းလက်သမားရည်နဲ့လက်နက်ကင်ဖွဲ့တွေနှစ်ပိုင်းစလုံးဝင်ဝေရှာနိုင်တဲ့နီလနေတဲ့ကတခုကဘိန်းဆိုင်ပြိုခြင်းဖြစ်ကြောင်းဘိန်းဆိုင်ခင်းတွေက2024ခုနှစ်ကစပြီး18ရာခိုင်နှုန်းတိုးလာတော့လေယခုနှစ်ထွန်းရှိရဲ့ထွန်းနှုန်းမှာတော့တန်တထောင်ခန့်နဲ့ရေပွက်အပြင်အပြောင်းလဲမရှိဖြစ်နေကြောင်း UNODC အစည်းအဝေးကမှတ်ချက်ပြုပါတယ်။ ဆလဗျာဆီယနာသိမ်းပြည်နောက်မြန်မာနိုင်ငံတွင်းကိုပြည်ပရင်းနှီးမြှုပ်နှံမှုအဆ20ကျော်ထိုးဆင်းပြီးဆီယနာမသိမ်းခင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ၄.၆ဘီလီယံရှိခဲ့တယ်လို့ယခုကဒေါ်လာ148သန်းသာရှိလို့ဆိုဆီယနာသိမ်းပြည်နောက်မြန်မာနိုင်ငံတွင်းကိုပြည်ပရင်းနှီးမြှုပ်နှံမှုအဆ20ကျော်ထိုးဆင်းပြီးဆီယနာမသိမ်းခင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၄.၆ဘီလီယံရှိခဲ့တယ်လို့ယခုကဒေါ်လာ148သန်းသာရှိရကြောင်းမြန်မာနိုင်ငံရေးဆိုရာပြည်သူ့ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူနေဖုန်လက်ကပြောတယ် ယနေ့ကြောက်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြင်20မြင်းဆောင်2025အစီအစဉ်မှာ၎င်းကထပ်ပေါ်တိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်အစီမံခန့်ခွဲမှုရေချင်ညံ့ဖြစ်မှုတွေကြောင့်ပြည်သူလူထုနဲ့မြန်မာနိုင်ငံအတွက်ဆွေရစာထိခိုက်နိုင်တဲ့အလားအလာထင်ရှားစွာတွေ့မြင်ရကြောင်းနိုင်ငံတကာတိုင်ဝိုင်းနေတဲ့နိုင်ငံကြီးယုံကြည်မှုကိမလာနဲ့မျှနိုင်ငံခြားယဉ်ညွတ်နယ်မှုတွေရုပ်သိမ်းလျက်ရှိကြောင်းသိရတယ်။2019-2020ပြည်သူ့ဆရာလက်ထက်မှာနိုင်ငံခြားယင်းနှိမ့်ညွန့်နယ်မှု၄.၈ဘီလီယံရှိခဲ့အခြေအနေကနေ အခု2025-2026ဘဏ္ဍာနှစ်6လအတွင်းမှာဒေါ်လာ148တန်ပြည့်စပေါင်း20ကျော်ထိုးဆင်းသွားပြီးစီးပွားရေးအဖက်မဆယ်နိုင်အောင်ဖြစ်နေရင်အဲလိုခက်ခဲကြုံတွေ့နေရဂျပန်ဆေးဥစွာပြည်သူလူထုတွေမကတဘာပတ်ဝန်းကျင်ကိုဆွေးရွာစာထိခိုက်စေနိုင်တဲ့မြေဆောင်စီမံကိန်းကိုပြန်လည်စတင်ဖို့လှုံ့ဆော်လာသလိုဘယ်လာရုစ်လိုနိုင်ငံမျိုးနဲ့လက်တွဲက MOI MOU တွေလက်မှတ်ထိုးပြီးအကျိုးမြတ်တွေရရှိဖို့ဆိုင်လာကိုတွေ့ရတယ်။ဂျပန်ဆေးဥစွာဒီလိုဆွေးရွာစီမံကိန်းတွေကနေတဆင့်ငွေဝင်ရှာဖွေပြီးပြည်သူကို ပြင်းပထားတက်ဖြတ်နေတဲ့သူတို့ရဲ့လက်နက်နည်းပညာအင်အားတွေဖြစ်တင်နိုင်မှုကြိုးပမ်းနေရပဲဖြစ်ပါတယ်။ဒီဇင်မလာရှန်တွေကလည်းကမ္ဘာပံကဆီယနာတင်ထားမြန်မာနိုင်ငံမှာစီးပွားရေးပြန်ကောင်းလာရန်အကန့်အသတ်တောင်းဆိုရှင်နေစေဖြစ်ကြောင်းဝဲလုံအောင်နေခြင်းလောက်သာရှာပါခြင်းနဲ့လျှက်စစ်မီပြတ်တောက်ခြင်းပလီပခါနဲ့မလုံးကျုံမှုအပါအဝင်ပြဿနာများစွာရှိနေစေဖြစ်ပါတယ်။လာမယ့်2026 2029ဘန်နာရေးနှစ်မှာစီးပွားရေးမှာ300ခန်းလို့ပြန်လဲဦးမော်လာမယ်လို့ခန့်မှန်းပြီးအဓိကအားဖြင့်ငလျင်ပြီးပြန်လဲတင်ဆောင်ရတဲ့အထူးကိစ္စဆုံးရှုံးသူတွေကိုအကူအညီဆက်လက်ပေးခြင်းတို့ကြောင့်ဖြစ်တယ်လို့ကမ္ဘာပံကဆိုပါတယ်။ ထို့ပြင်မြန်မာနိုင်ငံငွေကြေးဖောင်းပွားမှုမှာ20ရာခိုင်နှုန်းထပ်မှရှိနေမျှော်လင့်အကြောင်းပြန်လည်တင်ဆက်ရေးတုံးစိတ်တိုးလာခြင်းကြောင့်ဘတ်ဂျက်လုံငွေပြောင်းမှုက2026-2029ဘဏ္ဍာရေးနှစ်မှာ GDP ရဲ့900ရာခိုင်နှုန်းအထိရှိမယ်လို့ခန့်မှန်းကြောင်းထို့ကြောင့်ဘဏ္ဍာရေးဆိုင်အစဉ်ကုန်မှုဆက်လက်တည်ရှိနေဖြစ်ပြီးပြည်တွင်းချင်းငွေတွေမြန်မာလာမှုကိုထိန်းစေကြောင်းအများပြည်သူကျွေးမိမှာအတိုင်းပြည် GDP ရဲ့60%ခန့်ထက်မှရှိနေမယ်လို့မျှော်လင့်ရကြောင်းကမ္ဘာ့ဘဏ်ကခန့်မှန်းထုတ်ပြန်ခဲ့ပါတယ်။ ဆလမြုပ်ဝေပြီးအားဆိုင်မှာတောင်စာမှုယူနေတဲ့ပြည်စော်ဒီကောင်ဆောင်မောင်ပြေကကရပြီးတိန်ဆောင်တနက်တလက်တိန်စီရရှင်မကွိုင်းချောင်းမြုပ်နယ်ဆလမြုပ်ဝေပြီးအားဆိုင်မှာတောင်စာမှုယူနေတဲ့ပြူစောဒီကောင်ဆောင်မောင်ကိုပြေကတိုက်ခိုက်ရမှာပွဲချင်းပြီးတိန်ဆောင်ခဲ့ကြောင်းတနက်တလက်တိန်စီရရှိခဲ့ပြီးတော့မကွိုင်းခိုင်စစ်ဌာနမကွိုင်းခိုင်မရီတိုင်တောင်ရှိသူကပြောတယ်ဒီဇင်ဘာ10ရက်နေ့မှာချောင်းမြုပ်နယ်ဆလမြုပ်ဝေပြီးအားဆိုင်မှာတောင်စာမှုယူနေတဲ့ချောင်းပတ်ရွာကပြူစောဒီကောင်ဆောင်မောင်ကိုမကွိုင်းခိုင်မရီတိုင်တက်ခွဲမှုဆောင်တဲ့ရဲဘော်တွေကဝင်ရောက်ပြေကတိုက်ခိုက်ရပွဲချင်းပြီးတိန်ဆောင်ခဲ့တယ် တေဆုံသောပြည်စော်တီကောင်းဆောင်မူအောင်ထံကနေတနက်တက်လက်ကြီးပေါင်းတစ်ခုကြီးဆယ်တောင်းတို့ကိုတင်စီအောင်ရှိခဲ့ပြီးတော်လိုင်းရဲ့ပေါ်ရီထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်။ဒီနေ့ရှင်းလင်းခဲ့တဲ့ပြည်စော်တီကောင်းဆောင်မူအောင်ကိုင်းဆောင်တဲ့လက်နက်တော်ရယူနိုင်ခဲ့တယ်။ပြည်စော်တီကောင်းဆောင်မူအောင်တေရာကတော့အတီးပြုတ်နိုင်တဲ့ပြစ်ခတ်ရှင်တဲ့နေရာမှာ၆မြို့နယ်စလီမြို့ဝင်ပြည်ဟဆိုင်နားမှာပြစ်ခတ်ရှင်နေခဲ့တော့ပါ။ဆလပီလောင်းလုံးမြို့နယ်အတွင်းရှိကျေးရွာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့တောင်းဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီးကျေးရွာငါးကျော်မှာထောင်ထဲချီတော်ပြည်သူရအောင်ကြောထွက်ပြေးနေရ ဒီနေ့တိုင်တိုင်လောင်လုံးမြို့နယ်မှာရှယ်ကျဲရတွေကိုဂျပန်စစ်တပ်ကသွေးစတိုက်လက်နက်ကျင်းနဲ့ပြစ်ကတ်တိုက်ခိုက်နေခြင်းကြောင့်6500ကျော်မှထောင်နှင်းချီသောပြည်သူရွာလုံးကျွထွက်ပြေးနေရကြောင်းဒေသတွင်းစစ်သည်မြစ်တွေကပြောရဲဒီဇင်ဘာကွဲကစားပြီးဒီဇင်ဘာ17ရက်နေ့ဂျပန်စစ်တပ်စစ်သည်မော်ရီနဲ့ထားမြို့ပေါ်မှာတက်ဆွဲထားတဲ့စစ်သားတွေကလောင်လုံးမြို့နယ်အတွင်းမှာရှယ်ကျဲရတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကျင်းနဲ့စတိုက်ပြစ်ခတ်နေခြင်းဖြစ်ပါတယ် အကြပ်ဖက်စစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးတွေကတပြားကြီးရနဲ့ကောက်အင်ကြီးအနီးကြောက်ပေါက်ကွဲပြည်သူတွေထိခိုက်မှုမရှိတော့လေလက်နက်ကြီးကြီးအတွင်းကြောက်ပေါက်ကွဲမျိုးကိုစွန့်နေတာကြောင့်တပြားကြီးရနဲ့ကောက်အင်ကြီးအမပြည်သူတွေပါဝင်ထောင်ထဲချီတော့ပြည်သူတွေဘေးလွတ်အောင်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ထို့ပြင်နိုဝင်ဘာလ10ရက်နေ့ကလည်းလောင်လုံးမြို့နေရှင်ညင်းမော်ရွာကိုစစ်ကြောင်းထုတ်လိုက်အကြပ်ဖက်စစ်တပ်ကကြီးရအတွင်းရှိနေတဲ့နေကိုမိရှုပ်ဖြတ်စီးပြီးပြည်သူတွေကိုပြစ်တက်ကရုပ်လောင်းတွေကိုကြီးရနေရှိတော်ဆက်မှမြုံနယ်ထားခဲ့ပါတယ်။ ဆလဘီမိုးကုတ်မိုးမိတ်ဒေတာကိုပြန်လည်ထိန်ချုပ်နိုင် NUG က PDF နဲ့ပကဖအတိုင်းတွေကိုစုစည်းပြီးစစ်ဆင်ရေး COC ဖွဲ့ဖွဲ့စည်းပြီးတိုက်ပွဲဝင်နေ DNLA ကစစ်တပ်ထံကိုပြန်လည်လွှဲပြောင်းပေးလိုက်တဲ့မိုးကုတ်မိုးမိတ်ဒေတာကိုပြန်လည်ထိန်ချုပ်နိုင်အတွက်အမျိုးသားညီညွတ်ရေးဆွေးနွေးရေး NUG က PDF နဲ့ပကဖအတိုင်းတွေကိုစုစည်းပြီးစစ်ဆင် OC ဖွဲ့တွေကိုဖွဲ့စည်းပြီးတိုက်ပွဲဝင်နေကြောင်းအမျိုးသားညီညွတ်ရေးဆွေးနွေးရေး NUG ပြည်အောင်စုဝင်ကြီးချုပ်ပြောဆိုခွင့်ရှိသူဦးနေဖုံလည်းကထုတ်ပေါ်ပြောဆိုပါရယ် မိုးကုန်မမိတ်ဒေသကထိလည်းရှာလည်းဖြစ်တဲ့နိုင်ငံရေးစီးအခြေအနေဖြစ်တာကြောင့်နေမြေကိစ္စနဲ့ပတ်သက်ပြီးအများစုကအမျိုးသားညီညွတ်ရေးဆွေးအပေါ်မျှော်လင့်ချက်တွေထားပြီးစောင့်ကြည့်ကဲမှုကိုရှင်းရှင်းလင်းလင်းသိထားကြောင်းတရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်ခဲ့တော့လဲစစ်စင်စေဦးစေဖွဲ့တွေကိုဖွဲ့စည်းပြီးရင်းဒေသကိုပြန်လည်ထိန်းချုပ်ရေးဆောင်ရွက်ခဲ့ပါတယ်။စစ်တပ်ဝင်ရောက်လာပြီးတော့နိုဝင်ဘာ30ရက်နေ့ကစပြီးတော့မိုးကုန်းနဲ့မိုးမိတ်ဒေသမှာတိုက်ပွဲတွေစတင်ဖြစ်ပွားကစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြန်လည်လှုံ့ဆော်ခဲ့တယ်။ KAI ရဲ့ပြောရေးဆိုခွင့်ရှိသူမိုးကြည့်တော်ကလည်းမုံမိတ်မြို့နယ်မှာ KAI တိုင်းနဲ့ရှိပြီး ABS တရ PDF တို့နဲ့အတူပူရရှိနေကြောင်းတပ်ပေါင်းစုဖြင့်တူတူနေထိုင်ပြီးခြေချတာကြောင့် KAI အနေနဲ့ TNL ဆောက်ခွာမယ်မုံမိတ်မြို့နယ်ပတ်သက်ပြီးစေရဆောင်ရမရှိတော့လဲ ABS တရနဲ့ PDF တို့အစည်းအလုံးရှောင်မွေလောက်ဆောင်လာရင် KAI ကအကူအညီတော်မီဖြစ်ကြောင်းနိုဝင်ဘာလအတွင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရရှင်။